Google ကတော့သူတို့ရဲ့နောက်ဆုံးထွက် AI model ဖြစ်တဲ့ Gemini 3ကိုထုတ်ပြလိုက်ပါပြီ။ဒီ model ကယခုထွက်ရှိပြီးသား AI model တစ်ထပ်ပိုပြီးတော့အာလွန်ကောင်းမွန်တဲ့လုံဆောင်နိုင်စွမ်းတွေအသုံးဝင်မှုတွေများစွာပါဝင်လာတယ်လို့ဆိုပါတယ်။ဆိုတော့ဒီ Gemini 3 model ကဘာတွေကောင်းမွန်လာတာလဲ။ဘလောက်ထိအောင်အကျိုးရှိအသုံးဝင်စေမလဲ။ကျွန်တော်တို့လို free user တွေအတွက်ရောဘလို့အသုံးပြုနိုင်မလဲ။စတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးထဲမှာကြည့်ကြည့်လေးရအောင်ပါ။ This is just the beginning of our Gemini 3 series. အားလုံးမင်္ဂလာပါ။ channel တွေနဲ့ပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုမှာတော့ Google ကနေအသစ်ထုတ်ပြလာတဲ့ AI model ဖြစ်တဲ့ Gemini 3ရဲ့အကြောင်းကိုအသေးစိတ်လေးညဝေသုံးပြပေးသွားမှာဖြစ်ပါတယ်။ Google က3ရဲ့ Gemini model ကိုတက်ဆင့်ထက်မြင့်ပြီးတော့ Gemini 3, Gemini 3 Pro Preview နဲ့ Gemini Deep Think ဆိုပြီးတော့မတူညီတဲ့ model ၃ခုကိုယခု November 18ရက်နေ့မှာထုတ်ပြလာပါတယ်။ ဒီမှာမြင်တွေ့နေရတဲ့ benchmark တွေအရဆိုရင် Gemini 3 model ဟာအခြားထွက်ရှိပြီးသား AI model တွေကိုလုံးဝကျော်ဖြတ်သွားပါတယ်။ Humanities Lab exam ပိုင်းမှာဆိုရင် Gemini 3ဟာ tools တွေကိုအသုံးမပြုဘဲနဲ့တောင်37.5%တိအောင်လှုပ်ဆောင်နိုင်စွမ်းရှိပြီးတော့ search ပိုင်းမှာဆိုရင်45.80တိုးတက်လာတာကိုတွေ့ရမှာပါ။ဒါဟာ Gemini 2.5 Pro, Cloud Sonnet 4.5, GPT 5.1တို့ထက်တော်တော်လေးတာလွန်ကောင်းမွန်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်အခြားတိုးတက်ပြောင်းလဲလာမှုအပိုင်းတွေကိုလည်းအခုဒီ benchmark ှာမှာအသေးစိတ်မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ data analyze လုပ်တာတွေကိုခဏချပြီးတော့လက်တွေ့စမ်းသုံးကြည့်ကြအောင်ပါ Gemini 3ကိုကျွန်တော်တို့ရဲ့ Gemini application ဒါမှမဟုတ် gemini.com ကနေပြီးတော့လည်းဝင်ရောက်အသုံးပြုနိုင်ပါတယ်ဒါ့အပြင် Google AI Studio တို့ Vertex AI တို့လိုအခြား platform တွေကနေပြီးတော့လည်းဝင်ရောက်အသုံးပြုနိုင်ပါသေးတယ်ကျွန်တော်ကတော့အခုဒီမှာ gemini.com ကနေပြီးတော့ပဲတိုက်ရိုက်ဝင်ပြီးတော့အသုံးပြသွားပါမယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ browser ကနေပြီးတော့ google.gemini.com ဆိုပြီးတော့ဝင်လိုက်ပါမယ်ဒါဆိုရင်တော့အခုလိုမျိုး Gemini Pro is here ဆိုပြီးတော့စမ်း ်းသုံးလို့ရပြီဖြစ်တဲ့ inform interface ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဘက်ဘေးမှာရှိတဲ့ try now လေးကိုနှိပ်လိုက်ပြီဆိုရင်တော့ Gemini 3ကိုစတင်ရွေးချယ်အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီနေရာကိုရောက်ပြီဆိုရင်တော့ ကျွန်တော်တို့လို free user တွေအနေနဲ့ Gemini 3ကိုအသုံးပြုဖို့အတွက်ဒီဘက်မှာရှိတဲ့ fat ဆိုတဲ့စာသားလေးရဲ့ဘေးကများလေးကိုတစ်ချက်နှိမ့်လိုက်ပါပြီးရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ Think with 3 Pro ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ Gemini 3ကိုစတင်အသုံးပြုလို့ရပါပြီ free user တယောက်အနေနဲ့ Gemini 3ကိုအသုံးပြုတဲ့အခါအချိန်ရေအတွက်ကန့်သက်ချက်လေးတွေတော့ရှိနေပါသေးတယ်ဘာပဲဖြစ်ဖြစ်အသုံးပြုခွင့်ပေးထားတဲ့လောက်ကိုကျွန်တော်တို့အကျိုးရှိအောင်အသုံးချလို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်ပါပထမဆုံးအနေနဲ့ကျွန်တော်ကအခုဒီမှာ presentation တစ်ခုကိုဖန်တီးခိုင်းကြည့်ပါမယ်ကျွန်တော်အခုဒီ မှာ prompt ကိုလည်းမြန်မာလိုပဲရေးထည့်ပေးလိုက်ပါမယ် Gemini 3 Pro ဟာအကောင်းဆုံး AI model ဖြစ်ကြောင်း premium pitch presentation တစ်ခုဖန်တီးပေးပါဆိုပြီးတော့ပြီးရင်ကျွန်တော်အောက်မှာထည့်ပေးရမယ့်ဤပညာဆိုင်ရာအသေးစိတ်ချက်လက်တွေစံချိန်စံညွှန်းတွေနှိုင်းရှင်ချက်တွေပါဝင်တဲ့ slide 10ခုကိုတိစောက်ပေးပါဆိုပြီးတော့ကျွန်တော်ရေးထည့်ပေးလိုက်ပါတယ်ပြီးရင်နောက်မှာတင်းလျော်တဲ့ပုံစံလေးတွေနဲ့တခါလေးဖန်တီးပေးပါဆိုပြီးတော့ကျွန်တော် prompt လေးရေးထည့်ပေးလိုက်ပါတယ်ဒါဆိုရင်သူ့ဘက်ကဘယ်လိုမျိုးထုတ်ပေးမလဲဆိုတာကိုကျွန်တော်ချက်ကြည့်ကြည့်အောင်ပါ Okay အချိန်လေးခဏစောင့်ပြီးသွားတဲ့နောက်မှာတော့သူ့ဘက်ကနေထုတ်ပေးထားတဲ့ presentation slide 10ခုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အခုဒီမှာဆိုရင်ဒီ introduction ပါပြီးတော့ slide တစ်ခုချင်းစီမှာသေးစိတ်အချက်အလက်တွေနှိုင်းရှင်ချက်တွေနဲ့ Gemini 3ရဲ့လှုပ်ဆောင်နိုင်မှုရှင်းပြချက်တွေကိုသေးစိတ်လေးလှုပ်ထားပေးတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အခု second ပိုင်းလေးအတွင်းမှာပဲ Gemini 3ကိုအသုံးပြုပြီးတော့ presentation slide 10ခုအထိအောင်အခုလိုမျိုးအလွယ်တကူထုတ်ခိုင်းလို့ရတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီနေ့စဉ်သုံးဘွားတွေမှာပြန်လည်အသုံးချနိုင်ဖို့အတွက်ပထမဆုံးအသုံးဝင်တဲ့ tip ဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့နောက်ထပ် Gemini 3 မှာနာမည်ကြီးနေတဲ့ multi model capability နဲ့ပတ်သက်ပြီးတော့လဲဆက်ပြီးတော့စမ်းသပ်ကြည့်အောင်ပါ Gemini 3ဟာစာသားတွေဒါမှကပဲနဲ့ပုံတွေအသံတွေဗီဒီယိုတွေ PDF ဖိုင်စတဲ့မတူညီတဲ့ပုံစံမျိုးစုံကအချက်အလက်တွေကိုတပြိုင်နက်တည်းနားလည်နိုင်ပြီးတော့အဓိကအားဖြင့်ဒီ Gemini 3မှာဗီဒီယိုကိုနားလည်နိုင်စွမ်းအပိုင်းမှာအတော်လေးကောင်းမွန်လာတယ်လို့ဆိုပါတယ် ဒါကြောင့်ကျွန်တော်တို့ဒီဗီဒီယိုပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုကောင်းမလာလဲဆိုတော့ကိုအရင်ဆုံးစမ်းကြည့်ကြည့်အောင်ပါဗီဒီယိုမှာပါဝင်တဲ့ transcript ကိုသာကြည့်ခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ဗီဒီယိုဒါမှမဟုတ်ရင် link ကနေတဆင့်ဗီဒီယိုတစ်ခုလုံးကို frame by frame ခွဲခြားပြီးတော့နားလည်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်ဒါကိုကျွန်တော်တို့လက်တွေ့စမ်းသုံးကြည့်အောင်ပါ3မိနစ်ကျော်ရှိတဲ့ဗီဒီယိုတစ်ခုကို upload လုပ်ပေးလိုက်ပါမယ်ပြီးရင်တော့အောက်ကနေ prompt အနေနဲ့ဒီဗီဒီယိုထဲမှာပါဝင်တဲ့နေရာတွေကိုနံပါတ်စင်တက်ပြီးတော့ပြောပြပေးဖို့ရယ်ပြီးရင်အလှဆုံးနေရာ၃ခုကိုရွေးထုတ်ပေးဖို့ဆိုပြီးတော့ prompt လေးရေးထည့်ပေးလိုက်ပါတယ်ပြီးရင်တော့သူကို ကျွန်တော်ခိုင်းကြည့်လိုက်ပါမယ်။ဒီမှာသူကနေပြီးတော့အစင်စင် analyze လုပ်ပြီးတော့အခုလိုမျိုးလင်းလင်းမြန်မြန်ပဲပြန်ထုတ်ပေးလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်နံပါတ်1အနေနဲ့ပကံကိုဖော်ပြထားတယ်။နံပါတ်2အင်းလီကန်နံပါတ်3ဖအန်နံပါတ်4ကပလီကန်ဂျီနံပါတ်5ပင်တရနံပါတ်6မန္တလေးနံပါတ်9မော်လမြိုင်နံပါတ်7ကင်မွန်စကန်ဒုမဟုတ်ဂျိုက်တီယို နံပါတ်9အနေနဲ့ရန်ကုန်နံပါတ်10မှာတော့တီဘောဆိုပြီးတော့ဗီဒီယိုထဲမှာပါဝင်တဲ့နေရာ10ခုကိုဖော်ပြပေးထားပါတယ်။ဒါအပြင်ကျွန်တော်နောက်ထပ်ခိုင်းလိုက်တဲ့တစ်ခုအနေနဲ့လှပတဲ့နေရာ3ခုကိုရွေးထုတ်ပေးပါဆိုတဲ့ prompt ပေါ်မှာလည်းသူကထပ်ပြီးတော့ရွေးထုတ်ပေးထားပါတယ်။ဒါကတော့ကျွန်တော်ထည့်ပေးလိုက်တဲ့3မိနစ်ကျော်ဗီဒီယိုအတူလေးတစ်ခုကိုအကုန်လုံး analyze လုပ်ပြီးတော့ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုသူ့ကိုပြန်ထုတ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီမှာတစ်ခုရှိတာကကျွန်တော်တို့ upload လုပ်လိုက်တဲ့ဗီဒီယိုက9မိနစ်အောက်ဖြစ်နေဖို့တော့လိုအပ်ပါတယ်။အကယ်၍9မိနစ်ထက်ကျော်ပြီးတော့ long video တွေဆိုရင်တော့ကျွန်တော်တို့ video upload လုပ်တာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ က်ရိုက် link ကိုပဲ upload လုပ်ပေးလို့ရပါမယ်။ Okay ဒါဆိုရင်ကျွန်တော်အခုဒီမှာ9မိနစ်တက်ကြော်တဲ့ video တစ်ခုကိုထပ်ပြီးတော့စမ်းကြည့်ကြည့်ပါမယ်။ကျွန်တော်အခုဒီမှာ YouTube ကနေပြီးတော့စက်ကား link တစ်ခုကို copy ယူလိုက်ပါတယ်။ပြီးရင်တော့ဒီ link ကိုအခု Gemini 3မှာထည့်ပေးလိုက်ပါမယ်။ပြီးရင်အောက်ကနေပြီးတော့ကျွန်တော်အခုလိုမျိုး brown လေးကိုရေးထည့်ပေးလိုက်ပါမယ်။ဒီ video link မှာပါဝင်တဲ့စက်ကားကဘာအကြောင်းလဲ၊မင်းသားကဘာတူလဲ၊ဘယ်မှာရိုက်ကူးထားတာလဲဆိုပြီးတော့ကျွန်တော်မေးကြည့်လိုက်ပါမယ်။ ဒါဆိုရင်တော့သူကကျွန်တော်ထည့်ပေးလိုက်တဲ့ link ကို analyze လုပ်ပြီးတော့အဖြေပြန်ထုတ်ပေးနေပါပြီကျွန်တော်ထည့်ပေးလိုက်တဲ့ video link ကတဲ့2008ခုနှစ်မှာထွက်ရှိခဲ့တဲ့နာမည်ကြီးဟောင်ကောင်အရှင်ကားဖြစ်ကြောင်းသူကဖော်ပြလာပါတယ် ပြီးရင်ကျွန်တော်မေးလိုက်တဲ့အကြောင်းအရာ၃ခုကိုလည်းအောက်မှာတစ်ချက်ချင်းပြန်လည်ဖြည့်ပေးထားတာကိုတွေ့ရပါတယ်။ဇလန်အကြောင်းအရာကိုလည်းဒီမှာတရုတ်နာမည်ကျော်ဝင်းချွန်ကိုခန့်ပညာတိုင်းပညာရှိ IBMAN ရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်လို့ဒီမှာဖော်ပြထားပါတယ်။အဲ့ဒါပြီးရင်ဒီအောက်မှာဒီဇလန်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ထပ်အသေးစိတ်လေးတွေဖော်ပြထားပါသေးတယ်။ပြီးရင်နံပါတ်1အနေနဲ့မင်းသားဆိုရင်တော့ဒီဇာတ်ကားမှာဆိုရင် IBMAN ဖြစ်တရုတ်ဆောင်ထားတဲ့မင်းသားကတော့ဟောင်ကောင် Action မင်းသားကြီး Johnian ဖြစ်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြထားပါတယ်။နံပါတ်3အနေနဲ့ရိုက်ကူးထားတဲ့နိုင်ငံပြောပါဆိုတဲ့အခါမှာတော့ဒီဇာတ်ကားဟာဟောင်ကောင်ရုပ်ရှင်ဖြစ်ပြီးတော့ရိုက်ကူးခဲ့တဲ့နေရာတွေကတော့တရုတ် နိုင်ငံရှန်ဟိုင်းမြို့တဝိုင်းမှာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ပြီးရင်ဒီအောက်မှာလည်းဒီဇာကားဟာကမ္ဘာကျော်ဘရုစ်လီရဲ့ဆရာယင်းဖြစ်သူရိတ်မွန်ရဲ့အကြောင်းရကူးထားတဲ့ဇာကားတွေထဲမှာအအောင်မြင်ဆုံးတဲ့လူကြိုက်အများဆုံးဇာကားတကားဖြစ်တယ်လို့လည်းဖော်ပြထားပါသေးတယ် YouTube ကနေပြီးတော့ဗီဒီယို link တစ်ခုကို copy ယူပြီးတော့သူ့ကိုထည့်ပေးလိုက်တယ်အဲ့ link ထဲမှာပါဝင်တဲ့ဗီဒီယိုရဲ့အကြောင်းအရာတွေကိုမေးမြန်းကြည့်ခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ short video လေးတွေရဲ့ long video တွေကိုထဲမှာပါဝင်တဲ့အကြောင်းအရာတွေနဲ့သူ့ရဲ့အနှစ်ချုပ်တွေကိုသိချင်တဲ့အခါမှာအခု Gemini 3ကိုအသုံးပြုပြီးတော့အလွယ်တကူပဲမေးမြန်းနိုင်တာပဲဖြစ်ပါတယ်ဒါကတကယ်ကိုအသုံးဝင်တဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပညာရပ်တစ်ခုကိုသင်ယူခြင်းတဲ့အခါပဲဖြစ်ဖြစ်အခြားအကြောင်းအရာတစ်ခုကိုသိခြင်းတဲ့အခါပဲဖြစ်ဖြစ်တို့မဟုတ်ဟောပြောပွဲတစ်ခုခု talk show တစ်ခုခုရဲ့အနှစ်ချုပ်တွေကိုသိခြင်းတဲ့အခါမှာဆိုရင်ခုလိုမျိုး link လေးတွေကို copy ခုထည့်ပြီးတော့သူ့ကိုအနှစ်ချုပ်ခိုင်းပြီးတော့အဓိကအချက်လေးထုတ်ခိုင်းတာမျိုးတွေလုပ်ဆောင်လို့ရပါတယ်ဒါဟာကျွန်တော်တို့အတွက်တကယ်ကိုအသုံးဝင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီနောက်တစ်ခုအနေနဲ့ PDF file တွေကိုရောဘယ်လောက်ထိအောင် analyze လုပ်ပေးနိုင်လဲဆိုတာကိုထည့်ပြီးတော့စမ်းသပ်ကြည့်ပါမယ်ကျွန်တော်ခုဒီမှာဆိုရင်စာမျက်နှာ240ကျော်ပါတယ် Richard Buerdesau ကိုအနှစ်ချုပ်ထုတ်ပေးဖို့အတွက်စမ်းပြီးတော့ခိုင်းကြည့်ကြည့်ပါမယ်ဒါဆိုရင်ကျွန်တော်စာအုပ်ရဲ့ file လေးကို upload လုပ် ပ်ပေးလိုက်ပါပြီဒီအောက်မှာဒီစာအုပ်ကိုနှစ်ချုပ်ထုတ်ပေးဖို့ရင်ဒီထဲကနေပြီးတော့မှတ်သားသင့်တဲ့အချက်အလက်တွေကိုမှတ်စုထုတ်ပေးဖို့ဆိုပြီးတော့ပြောလိုက်ပါမယ်ဒါဆိုရင်တော့သူ့ဘက်ကနေပြီးတော့စာအုပ်ရဲ့ အနှစ်ချုပ်ကိုအခုလိုမျိုးအဓိကသင်ခန်းစာ6ခုခွဲပြီးတော့ပြန်ထုတ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမဆုံးသင်ခန်းစာတစ်ခုအနေနဲ့ချမ်းသာသူများငွေအတွက်အလုံးမလုပ်ပါဘူးဆိုပြီးတော့ The Rich Don't Work For Money ဆိုတဲ့အချက်၃ချက်ကိုဆွဲထုတ်ပေးထားပါတယ်နံပါတ်1အနေနဲ့ငွေကြေးဆိုင်ရာအသိပညာကိုဘာကြောင့်သင်ယူသင့်တာလဲဆိုပြီးတော့နောက်ထပ်အချက်တွေထပ်ပြီးတော့ထုတ်ပေးထားပါတယ်နံပါတ်3အနေနဲ့ကတော့မိမိပိုင်ဆိုင်မှုအတွက်အလုံးလုပ်ပါနံပါတ်4အနေနဲ့အခွန်အခါများနဲ့ Corporation များရဲ့စွမ်းအားဆိုပြီးတော့ဖော်ပြထားပါတယ်နံပါတ်5ကတော့ချမ်းသာသူတွေကငွေကိုဖန်တီးယူကြရတဲ့ဆိုတဲ့အကြောင်းနဲ့နံပါတ်6အနေနဲ့သင်ယူဖို့အတွက် Europa ဝေးရဖို့တသက်အလုံးမလုပ်ပါနဲ့ဆိုပြီးတော့ဒေးစီလေးထုတ်ပေးထားတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ထုတ်ခိုင်းခဲ့တဲ့လိုမျိုးအောက်မှာမှတ်သားသင့်တဲ့အချက်အလက်တွေကို notes ထုတ်ပေးပါဆိုတဲ့အခါမှာမှတ်သားသင့်တဲ့အချက်တွေဆိုပြီးတော့ important notes အနေနဲ့နောက်ထပ်အချက်၅ချက်ထိအောင်ထုတ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါစာမျက်နှာ240ကျော်ပါတဲ့စာအုပ်တို့ကိုမိနစ်ပိုင်းလေးအတွင်းမှာပဲအနှစ်ချုပ်ထုတ်ပေးပြီးတော့ prompt ထဲမှာကျွန်တော်တို့ထည့်ပေးလိုက်တဲ့အတိုင်းပြန်လည်ထုတ်ပေးတာကိုတွေ့ရမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့စာအုပ်တို့ကိုအကုန်မဖတ်ချင်ဘူးဆိုရင်တော့မှအခုလိုမျိုး file လေးကို upload လုပ်ပေးလိုက်ပြီးတော့ဒီထဲမှာပါဝင်တဲ့အကြောင်းအရာတွေရဲ့အနှစ်ချုပ်တွေအရေးကြီးတဲ့အချက်တွေ ကိုအခုလိုမျိုးအလွယ်တကူပဲ notes ထုတ်ခိုင်းလို့ရပါတယ်ဒါလည်းတကယ်ကိုအသုံးဝင်တဲ့ tools တကူပဲဖြစ်ပါတယ် okay ဒါဆိုရင်နောက်ထပ် multimodal capability ရဲ့အပိုင်းတကူဖြစ်တဲ့ image analyzing ဘိုင်းမှာဘယ်လောက်ကြည့်အောင်ကောင်းမွန်မလဲဆိုတော့ကျွန်တော်ချက်စမ်းကြည့်ကြည့်အောင်ကျွန်တော်အခုဒီမှာဆိုရင်ကင်မရာပုံလေးတစ်ပုံကိုထည့်ပေးလိုက်ပါတယ်ပြီးရင်ဒီကင်မရာမှာပါဝင်တဲ့ cloud တွေရဲ့လုံဆောင်ချက်တွေကိုအသေးစိတ်ရှင်းပြပေးပါဆိုပြီးတော့ပြောလိုက်ပါမယ်ဒါဆိုရင်တော့အခုဒီမှာသူကနေပြီးတော့ကင်မရာရဲ့ model တွေပါဝင်တဲ့ tools တွေနဲ့ cloud တစ်ခုချင်းစီရဲ့လုံဆောင်ချက်တွေတဆင်ချင်းအသေးစိတ်ရှင်းပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါအပြင်ဒီကင်မရာကဘယ် သူတွေအတွက်တင့်တော်တာလဲသုံးတင်တာလဲဆိုတာတွေကိုပါအကြံပြုချက်ပေးချပါသေးတယ်ဒီပုံစံတိုင်းပဲကျွန်တော်ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်ဒါဘသူအတွက်လဲဘလို့သုံးရတာလဲကို့အတွက်တင့်တော်လားမတင့်တော်ဘူးလားစသဖြင့်အခုလိုမျိုး Gemini 3ကိုအသုံးပြုပြီးတော့မေးမြန်းလို့ရပါတယ်ဒါကလည်းတကယ်ကိုအသုံးဝင်တဲ့ tools တစ်ခုပဲဖြစ်ပါတယ်ဒီတကားကကော်ဒီမိုင်းနဲ့ပတ်သက်ပြီးတော့စမ်းကြည့်ရအောင်ပါကျွန်တော်တို့လိုကော်ဒီနဲ့ပတ်သက်ပြီးတော့ဘာမှမသိသေးတဲ့ user တွေအတွက်ဘလို့မျိုးအသုံးချလို့ရမလဲဆိုတာကိုအခုဒီမှာအနည်းငယ်စမ်းသပ်သုံးပြပေးသွားပါမယ်ကျွန်တော်အခုဒီမှာကိုပိုင်းလုပ်ငန်းတစ်ခု web page တစ်ခုကိုဖန်တီးခိုင်းကြည့်ပါမယ်ကော်ဒီမိုင်းတွေဘာမှမသိဘဲနဲ့အခုလိုမျိုး web page တွေ application application တွေ website တွေကိုယ်တိုင်ဖန်တီးနိုင်ဖို့ဆိုတာတကယ်ကိုမဖြစ်နိုင်တဲ့အရာပါဒါပေမဲ့အခုနောက်ပိုင်း AI တွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော့ဒါတွေကလုံးဝကိုအပြောင်းအလဲဖြစ်သွားစေပါတယ် AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရဲ့စိတ်ကူးတွေက application တွေ website တွေ web page ပေါင်းများစွာကို account ဖော်ခိုင်းလို့ရနေပါပြီကျွန်တော်ခုဒီမှာနမူနာအနေနဲ့သင်တန်းတစ်ခုအတွက် web page လေးတစ်ခုကိုဖန်တီးတင်တယ်ဆိုပြီးတော့အသုံးပြုခြင်းနဲ့ color လေးတွေပုံစံလေးတွေ color လေးတွေနဲ့ပတ်သက်ပြီးတော့ AI ကိုပြောပြလိုက်ပါတယ်ကျွန်တော်ထည့်ပေးလိုက်တဲ့အချက်အလက်လေးတွေပါဝင်တဲ့ prompt တစ်ခုရေးပေးပါဆိုပြီးတော့လဲခိုင်းကြည့်လိုက်ပါမယ်ကျွန်တော်တို့ AI က ထုတ်ပေးလိုက်တဲ့ brown လေးတွေကကိုလိုချင်တာတွေကိုထည့်ချင်တာတွေပါမပါ ပြန်စစ်ပြီးတော့အကယ်၍ကြိုက်ပြီဆိုရင်တော့ brown ကို copy ကူးပြီးတော့ gemini 3မှာ web page လေးတစ်ခုဖန်တီးခိုင်းကြည့်ပါဒါဆိုရင်တော့သူ့ဘက်ကအခုလိုမျိုး coding တွေရေးပြီးတော့တဆင်ချင်းဖန်တီးပေးနေပါပြီ အချိန်ခဏလေးစောင့်ပြီးသွားတဲ့နောက်မှာတော့ကျွန်တော်တို့လိုချင်တဲ့ web page လေးတစ်ခုရရှိလာရွေးဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ပြောထားတဲ့အကြောင်းလေးတွေလည်းတုံးထားပေးတယ်။ပြီးရင်သင်္นาน page တစ်ခုနဲ့သက်ဆိုင်တဲ့ features လေးတွေကိုလည်းပြည့်ပြည့်စုံစုံလေးထည့်ထားပေးတာကိုတွေ့ရပါတယ်။ဒါကတော့ဂျမနိုင်ကဖန်တီးပေးလိုက်တဲ့သင်္นานသုံး web page လေးတစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ Google Search နဲ့ AI Mode အကြောင်းပဲဖြစ်ပါတယ်။ Gemini 3ထွက်လာတဲ့နေရာစပြီးတော့ Google Search မှာလည်း AI Mode ကိုအသုံးပြုလို့ရနေပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ Google Search မှာမတွေ့ရသေးဘူးဆိုရင်အခုဒီမှာမြင်နေရတဲ့ Search Lab ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။ဒီမှာ Meet AI Mode ဆိုတဲ့ခေါင်းစဉ်နဲ့အောက်မှာတွေ့ရတဲ့ Tandon ဆိုတာကိုတစ်ချက်ဖွင့်ပေးလိုက်ပါ။ဒါဆိုရင်တော့အခုလိုမျိုး AI Mode ကိုစတင်အသုံးပြုနိုင်ပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ကိုသိချင်တဲ့အကြောင်းအရာတွေအချက်လက်တွေရှာဖွေတဲ့အခါမှာရခင်အသုံးပြုနေကြ Google ကနေပေးတဲ့ data တွေ information တွေ website ိုက်အချက်လက်တွေဒါမှကပဲနဲ့ဒီဘေးက AI မုတ်ကိုနှိပ်ပြီးတော့လဲ Gemini AI မုတ်ကိုအလွယ်တကူမေးမြန်းနိုင်ပါပြီဒီမှာဆိုရင်ကျွန်တော်တို့ file နဲ့ upload လုပ်ပြီးတော့မေးလို့ရတယ်ပြီးရင်ကိုသိကျင်တဲ့အကြောင်းအရာတွေကို text လေးတွေရေးထည့်ပြီးတော့မေးတာတွေကိုအလွယ်တကူလုံဆောင်လို့ရနေပါပြီဒါကတော့ကျွန်တော်တို့ရဲ့ဒီ Google မှာ auto ပါလာတဲ့ AI မုတ်ပဲဖြစ်ပါတယ်ဒါကလည်းတကယ်ကိုအသုံးဝင်တဲ့ tools တစ်ခုပါ Google ရဲ့ဒီတစ်ခါ update မှာနောက်ထပ်တကယ်ကိုအံ့ဩစရာကောင်းတဲ့ update တစ်ခုလည်း ပါဝင်လာပါသေးတယ်။အဲ့ဒါကတော့ Google Anti-Gravity ပါ။ဒါဟာအခြေခံအားဖြင့် Text to App Builder တခုပဲဖြစ်ပါတယ်။ကျွန်တော်တို့ရေးထည့်ပေးလိုက်တဲ့ text လေးတွေကနေပြီးတော့ app တခုကိုအလွယ်တကူဖန်တီးပေးတာပဲဖြစ်ပါတယ်။ Mixture လိုချင်တဲ့ app တခုကိုစာသားလေးနဲ့ဖော်ပြလိုက်တာနဲ့အမှန်တကယ် code တွေရေးပြီးတော့ application တခုကိုတိစောက်ပေးပါလိမ့်မယ်။ ဒီ application ကအပြည့်အဝအလုပ်လုပ်ပြီးတော့အဆင့်အင့်အသုံးပြုနိုင်မဲ့ application အဖြစ်ရရှိမှာဖြစ်ပါတယ်။ဥပမာလင်းရှာဖွေမှု web page တစ်ခုကိုလိုချင်တယ်ဆိုပါစို့။ prompt လေးတစ်ခုကိုပေးလိုက်ရုံနဲ့သူဟာတကယ်ကိုအလုပ်လုပ်တဲ့ flight tracker တစ်ခုကိုချက်ချင်းတိစောက်ပြီးမှာဖြစ်ပါတယ်။ input fee တွေပါဝင်ပြီးတော့ search button ကလည်းအလုပ်လုပ်ကရက်လက်တွေကလည်းမမှန်ကန်ကန်ပေါ်ပေါက်လာပါလိမ့်မယ်။ prompt ကနေပြီးတော့အလုပ်လုပ်တဲ့ web page တစ်ခုကိုစက္ကန့်ပိုင်းအတွင်းဖြစ်သွားတာကဲကိုကောင်းမွန်တဲ့လုံဆောင်နိုင်စွမ်းပါ။ဒီ Google Anti Gravity အကြောင်းအသေးစိတ်ကိုတော့ကျွန်တော်နောက်ပိုင်းမှာ video လေးတစ်ခုအနေနဲ့ထပ်ပြီးတော့ပြောပြပေးတော့ပါမယ်။ဟုတ်ကဲ့ပါဒီနေ့မျှဝေပေးသွားတဲ့ တယ် Google ရဲ့ Gemini 3 AI မို့အသုံးပြုနေလက်တွေ့အသုံးချနေတဲ့အကြောင်းဗီဒီယိုလေးကတော့ Mixer Direct တကယ်ကိုအကျိုးရှိမယ်လို့ယုံကြည်ပါတယ်အခြားကိုရဲ့မိတ်ဆွေတငယ်ချင်းတွေသိရှိလေ့လာလို့ရအောင်လဲမျှဝေပေးသွားလို့ရပါတယ်နောက်ထပ်နောက်ထပ်လည်းအားလုံးအတွက်အကျိုးရှိအသုံးဝင်စေမဲ့ဗီဒီယိုလေးတွေကိုရှာပွေမျှဝေပြပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်